နည်းပြောပြတော့မှလူပြောများပြီးတော့ကြောချမ်းစရာကောင်းလို့ The Exorcism of Emily Rose ဆိုပြီးတော့ရုပ်ရှင်အောင်ရိုက်ခဲ့ရတယ်။မကောင်းဆိုးဝင်မှုတဲ့ PMS ဇာတ်လမ်းတစ်ခုကိုပြောပြမှာပါ။ဒီ PMS က Anneli Miche အပနေခြင်းဆိုတဲ့ PMS ဇာတ်လမ်းပါ။တရားရုံးထောင်ရောက်သွားတဲ့ရှာရှာပါပါမကောင်းဆိုးဝင်မှုတဲ့အမှုတွေကတစ်ခုလည်းဖြစ်ပါတယ်။1952ခုနှစ်မှာဂျာမနီနိုင်ငံ Bavaria ပြည်နယ် Klingchen Bach မြို့လီမှာမှုရဲ Anneli Miche ကရှေးဟိုးဆွဲပြီးတော့စီကန်းကြီးတဲ့ကတ်တရစ်မိသားစုတစ်ခုကနေပြီးတော့ကြီးပြန်လာခဲ့တဲ့သူပါ။ ညာလည်းကောင်းတယ်ပျော်ပျော်လေးနေသပြီးတော့ခင်မင်းနှစ်လူပဲကောင်းတယ်ကော်မလေးတယောက်ပါအနယ်လီကစကြောနှစ်ပြည့်ရဲ့1968စတေမာလာမှာသူမပထမဆုံးသူစားနာလေးစပြီးတော့ဂျုံလာပါသူမရဲ့တတိယတတိကြိုင်တော့ပထမဆုံးဂျုံလာရတာပါအဲ့ဒီညမှာပဲသူမရဲ့ဂရင်ပေါ်အဲ့ဒီတော့ဒီဘက်ပေါ်တခုခုအောင်အတင်းပြီးတော့လည်းထပ်ပြီးတော့ဂျုံရတယ်နောက်ပြီးစတလာကြာ1969ခုနှစ်ဩဂတ်စ်လမှာတော့အဲ့လိုမျိုးပုံစံဖြစ်ရတယ်အဲ့ဒါတပ်ပြီးတော့ဂျုံရတယ်အားကြောင့်ပဲသူမရဲ့အမေက analyst ကို ဆီအောင်စီကိုခေါ်တော့ပါတယ်ဒေါက်တာဖော့စ်နဲ့အိုင်ယိုဂျိုစီအောင်ဒေါက်တာလူဒီကဒီမောက်စမ်းသပ်စစ်ဆေးပြီးတော့ဒီမောက်အန်ဂျီစကန်အလက်ထရိုအန်စီဖယ်လိုဂရမ်ဖတ်ကြည့်လိုက်ပြီမဲ့ဘာမှဒူးဒူးကြကြမတွေ့ခဲ့ပါဘူးဒါပေမဲ့ဒါအသက်ယောဂတမျိုးတော့ဖြစ်နိုင်တယ်လို့ဆီအောင်နေကကောက်ချစ်ချလိုက်တယ်နောက်တော့နဲ့အတွင်းမှာအန်နယ်စ်ကအလားတူဖြစ်ရမျိုးနောက်ထပ်နှစ်ကထပ်ဖြစ်ခဲ့ပြီးတော့ဒယ်လီဂျင်းနဲ့ပါဝင် အသက်ယောဂစီနမျိုးတောက်ဖို့ဆီအောင်နေကညွှန်ကြားခဲ့တယ် သူမောက်စကေ easy scan နှာခေါင်းလုံးမှာလေအဖေအပုံမှန်ပဲဖြစ်ပြီးတော့နေနေပေါ်ပါမူမမနာတချို့ပဲရှိခဲ့ပေမဲ့သူမရဲ့ယောဂလက္ခဏာကိုတရားပေါ့အပီရှာပေးနိုင်အောင်တဲ့အရာမျိုးဆိုတာလုံးဝရှာမလို့ခဲ့ဘူး1983ခုနှစ်လူရူးရတီမှာတော့ဖြည့်ဖြည့်တီကမြင်းမင်းဆဆန်နဲ့ပဲကြောင်းလဲတော့ပါတယ်အန်နီစ်ကအိတ်ခန်းထဲမှာတကားခုတ်တန်တွေကိုတပြေးပြေးနဲ့ကြားလာရတယ်အဲ့ဒီတန်တွေကိုသူမရဲ့ညီမတွေကြားပါတယ်ပို့ပြီးတော့ကြောက်ဖို့ကောင်းတော့ကောင်းတော့အန်နီစ်ပြန်ပြောပြတယ်သူမောက်ငေရောသွားတော့ဆိုရဲအတန်တွေကြက်ကြက်လာရတယ်ဆိုတော့ ။သူမရဲ့အမေက analysis နောက်တဲ့ဒူးဆန်းနဲ့ပြုံငွေရေးကြောင်းပဲလုံးဝအောင်တုံလုံးသွားခဲ့။သူမရဲ့အမေပြောချက်ချက်တွေကတော့ analysis ကမဲနှမောင်နေတဲ့မျက်ဝန်းတစ်စုံနဲ့ Virgin Mary ရဲ့ရုပ်ထုကိုဒေါက်တာဂျီစိုက်ကြည့်နေအောင်မြင်လိုက်ရတယ်။ပြီးတော့ analysis လက်တွေကလည်းလက်သေးရှိရင်းနဲ့အမွှေးထူကြီးပြောင်းလဲတော့အောင်လဲတွေ့လိုက်ရတယ်။ထောင်ကောခုနစနဲ့တုံးမှုနဲ့စက်တင်ဘာလမှာတော့ဒေါက်တာလူဒီစီအာယုံကျော်စစ်စီဖို့အတွက်နောက်တစ်ခါတော့သွားပါမယ်။ Analyst ကသူမကိုချောလန့်နေတဲ့ကြောက်စရာမကောင်းစွာမျက်နှာတွေကိုပြုတ်ပြပြီးတော့နဆိုးကသူမကိုယ်ထဲမှာရှိနေအောင်ခန်းစားရအောင်လုံးဝဖွင့်ဟလာပါတော့။ မစင်နေကိုမီးရှို့လိုက်လို့ထွက်လာတဲ့ညောင်မျိုးတွေရနေရကြောင်းလဲသူမပြောလာတယ်။နောက်ပိုင်းမှာတော့သူမရဲ့ပုံဝန်ကျန်လူတွေလည်းအဲ့ဒီအနောက်တပြေးပြေးနဲ့ရလာခဲ့တယ်။အဲ့ဒီအတော်တွင်မှာတော့ analysis ရဲ့အမေဟာဒီဖြစ်ရအစမ်းတွေကိုဒေါက်တာလူဒီစီကိုပြောပြလိုက်တော့ကတရစ်ဘာသာအခွဲတစ်ခုဖြစ်တဲ့ Jesus ဘာသာဝင်တယောက်နဲ့ဆွေးနွေးကြည့်ပါလို့အကြံပေးလိုက်တော့ Mrs. Michelle အဆိုအရသိရပါတယ်။ဒါပေမဲ့ဒေါက်တာလူဒီကတော့နောက်ပိုင်းမှာတရားရုံးမှာအဲ့ဒီအဆိုတွေကိုလုံးဝငြင်းပယ်ခဲ့တယ် ဟောမဟို analyst မီရှဲမီတောင်စုကဖုန်းတော်ကြီးတပါးကိုတီချာပေါက်လိုက်ရှာခဲ့ပြီးတော့နောက်ပိုင်းမှာတော့ဒေါက်တာအော့ဆိုရဲ့ဘုံကြီးကိုတွေ့သွားတယ်ထောင်ကောက်ခွန်ဆန်းတုံးကနေနိုဝင်ဘာလမှာ NLC ပြတ်တက်ခဲ့တဲ့ဖန်ကူတုံတုံးနဲ့စေယောကကူဆီအောင်ကသူမကဝယ်ယူပြန်ရောကရှိနေကြောင်းတွေ့ခဲ့ပြီး NLC ကိုဒလန်ဒင်းဆေးရီတောင်းနေအောင်ရက်ခိုင်းပြီးတော့ပိုပြင်းတဲ့တကွီတူဆေးကိုပြောင်းတော့ခိုင်းပါတယ်ထောင်ကောက်ခွန်ဆန်းကူနဲ့ဇူလိုင်လမှာတော့ NLC ရဲ့လွန်မင်းထူးဆန်းတဲ့ပြုမှုတွေကပိုပိုပြီးတော့ဆိုးရလာရဲ့သူမကတေးမှလည်းမအိပ်ပဲနဲ့တညာလုံးတဲကြီးမကြီးဖျားစာကြီးရွနေတယ် ပင်ကူတွေရင်ကောင်းတွေကိုစားပေါက်ပြီးတော့ချမ်းမြေမှာကြနေတဲ့သူမရဲ့ဂျင်ငယ်တွေလည်းရှာနေရတယ်။နောက်ပိုင်းမှာတော့နေရာမှာချိန်ထားတဲ့ကက်သရစ်ပတိတွေခရစ်စဖစ်တွေညီမတဲ့ပုံတော်တွေကိုစပြီးတော့ဖျက်ဆီးလာခဲ့တယ်။ analysis ရဲ့ညီမပြောကြားချက်အရကတော့သူမအတာမန်နဲ့သူကဲခွန်အားရရှိနေပြီးတော့သူမညီမအိုပါလုံးဝမပြီးတော့ပြပောက်တယ်တဲ့ပါ။ပြီးတော့လည်းသူမဘန်းတီကိုလက်သပတ်တဲနဲ့အသားလေးညှက်လိုက်တာ။ခန်းထဲမှာစိတ်စိတ်မမပြန်ကျဲသွားရတယ်ညင်ခဲ့ရတယ်လို့လည်းသူမပြောပါရယ်အနယ်စီရှေ့မိဘတွေကလည်း အာနီနာမှာဆရာတစုလို့ဖုန်းတော်ကြီးကလည်းတတ်မှတ်ထားတယ် Father Rodi ဆိုတဲ့ဖုန်းတော်ကြီးကိုပွင့်ခဲ့ကြတယ်အဲဖုန်းတော်ကြီးရဲ့ပြောကြားချက်ကတော့ Analysis မှာလုံးဝတရားဝင်ဘူးနေတယ်လို့ပြောပြီးတော့နောက်တက်ဂိုင်းအောင်ဆရာတော်ကြီးနဲ့ဆွေးနွေးပြီးတော့အပနိုင်မှုအတွက်လုံးဝတည်ပြုခဲ့ကြတယ်ဒီအပနိုင်နာကိုတော့ Father Rank ဆိုတဲ့ဖုန်းတော်ကြီးကဆောင်ရွက်တာပါ1985စတင်ပါလ24ရက်မှာတော့ Father Rance ကပထမဆုံး Analysis ကိုစပြီးအပနိုင်ပါတယ်

အနလစ်ကဒူမိုင်ခနာကူကမကောင်းဆိုးရရဲ့တကောင်းက fishman လို့ပြောပြခဲ့ပြီးတော့အဲ့ဒီ fishman ကလွန်ခဲ့တဲ့1500ပြည့်နှစ်တွေကအပြင်းမတကယ်ရှိခဲ့ပြီးဖုန်းတော်ကြီးတပါလည်းဖြစ်ခဲ့တယ်။သူကလုံအောင်ဆိုးရလာတဲ့အပြုံမူကြီးကြောင့်ပဲဖះเจ้าကနေနေထုတ်တာကိုခံခဲ့ရတဲ့သူပါ။ Father Oz နဲ့သူ့ရဲ့မိသားစုတွေကအဲ့ဒီဒူမိုင်ရဲ့ဆက်ပြောလာခဲ့တဲ့ fishman အကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့လုံအောင်သုံးလို့ချောချာတော့ခဲ့ကြတယ်။ ဘာလို့ဆို analyst က fishman အကြောင်းကိုဘလို့သိနေရမှာလဲ။နှုတ်ခဲ့ထုံမကခုနှစ်တုန်းကလူအကြောင်းလေ။မေလာမှာတော့ analyst ကအခြေအနေပို့ပြီးတော့စိုးတက်တက်စိုးလာတယ်။နိုင်ငံကိုခေါင်းနဲ့ဆောက်၊သူမကိုသူမကိုက်လိုက်၊သူများတွေကလိုက်ကိုက်လိုက်နဲ့လုံနေရအကြောင်းပဲ။မိသားစုကသူမကိုမထိကအောင်လို့ကြိုးရင်နဲ့ခြိထားခဲ့တယ်။ဒါပေမဲ့အဲဒီမှာဆိုးရတာတကူကတော့ analyst ကအစာစားဖို့ငင်းနေရပါပဲ။ analyst ရဲ့ခန္ဓာကိုယ်တွေကပြောရလို့ယူဆရတယ်မိဘတွေပြောချက်ချက်ကတော့အဲ့နဲ့ဆိုတာသူမကိုစားတော့ခွင့်လုံးဝမပြုရသေးပါဘူး တဖြည်းဖြည်းနဲ့ပဲကိုလေးချိန်ပေါင်100အောက်ရူးပေါ်ရည်တင် analysis ကဖြစ်လာခဲ့တယ်။ဒါမှမဟုတ်သူမောက်ကျိုးပြန်ကြည့်ပြီးချုပ်ဖို့လုပ်တဲ့အခါမှာတော့ analysis ကအမြဲကြီးမားတဲ့ခွန်အားနဲ့ရုံးကန်ဇွန်လ30ရက်နေ့မှာတော့နောက်ထပ်တစ်ချိန် analysis ကိုအပနိုင်ခဲ့တယ်။ဒီခါမှာတော့ analysis ကကျေးဇူးပြုပြီးတော့ဒီကနေ့လူငင်းွက်ပြီးပါတော့လို့နောက်ဆုံးချိန်ပြုတ်ခဲ့ပါတယ်။အောင်မြင်မနဲ့လေရုပ်တဲ့အခါမှာတော့သူမရဲ့မိဘတွေကခန်းထဲကိုဝင်ကြည့်တဲ့အခါမှာတော့အတမ်းမရှိရတဲ့ analysis ကို I'd like to help you အစောပိုင်းမှာတော့ဒီမောက်ဈေးကူတာခဲ့ပြီပဲနောက်ပိုင်းမှာတော့ဈေးကူတာပြန်ကောင်းနိုင်တော့အပိုင်းနေတာပုံပြီးကောင်းနိုင်တော့ပဲလို့ဒီမောက်ရောဒီမောက်ရဲ့မိသားစုကပေါ့ချင်းခဲ့ကြတယ်အားကြောင့်လေဈေးကန်းတွေရောပြတော့ပဲနဲ့အပိုင်းနေတော့ပဲလုံးဝအားဆိုင်ကြတယ်ဒါပေမဲ့ analysis ကအပိုင်းနေတာ68ခန်းကပြီး1986ခုနှစ်ဂျူဇန်နာတရက်နေ့မှာတော့ဒီမောက်အသက်နဲ့23နှစ်မှာအစာပြက်လက်မှုကြောင့်တည်ဆုံးသွားခဲ့တယ်သူမရဲ့တည်ဆုံးမှုမတန်းနေမှာတော့ analysis ရဲ့တည်ဆုံးမှုအစာဟာရနဲ့ရေဓာတ်မရှိမှုတွေကြောင့်တည်ဆုံးလို့ရေးထားပြီးအလောင်းခွဲစိတ်မှုလုပ်တဲ့အခါမှာတော့သူမမ မှာတော့အများကြီးကျိုးနေတယ်။ရကွေးတွေလည်းညိုနေပြီးတော့ပုံးရွာတွေလည်းလက်မှာလက်မောင်းတွေမှာတွေ့ရပြီးတော့ဒူကောင်းတွေလည်းကျိုးနေတယ်။အခြားအနာတွေလည်းခဏကိုမှတွေ့လဲရတယ်။သူမဟာကွင်းလုံးချင်းမှာတော့ပိုလေးချင်း68ပေါင်မှရှိတော့အနလီတေဆုံးမိရတော့မှာတော့သူမရဲ့မိဘတွေနဲ့ဘုံကြီးတပါးပေါ်ဆောင်မှုကြောင့်သူမတည်ဆုံးခဲ့တယ်လို့တရားစွဲဆိုခဲ့ရတယ်။အဲဒီမှုကို1998ခုနှစ်မှာလုံးတင်ခဲ့ကြတယ်။ ဘုံလိုကြီးကပန်းနံမှာလုံးဝအောင်မခဲ့ဘူးတော့အန်လီရှက်ခနာကိုရရနေမကောင်းစွာထွက်သွားကြအောင်အချိန်ကြီးပြောပါတယ်တည့်ပြင်းတဲ့အတန်တရားရဲ့ဖိုင်လေးလုံးဝဖျက်ပြခဲ့တယ်ဒါပေမဲ့အန်လီစ်ကကိုပိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့အချိန်ဒီမှာစီကူတောက်မှုအတင်းကျပ်ခံယူစီခဲ့တဲ့တယ်လို့ရုံးတော်အားဆိုပါတယ်အဆုံးသတ်မှာတော့တရားရုံးကတရားပြိုင်၄ရက်ကိုထောင်နဲ့၆လဆိုင်းငံ့ထောင်နဲ့၃နှစ်နဲ့တရားရုံးစည်းရီးပါကြာခံစီရနဲ့သူမရဲ့မိဘတွေကိုတော့အပြစ်မပေးရန်အမိန့်ချလိုက်တယ် တရားရုံးကဘလို့ပဲချမှတ်ခဲ့ပါစီ analyst ကဘာကြောင့်တည်ဆုံးခဲ့ရလဲဆိုတော့လူများငင်းခုန်နေကြစေပါပဲဘာယူပြန်ဆိုတဲ့ယောဂကြောင့်လားဒါမှမဟုတ်တကယ်ပဲမကောင်းဆိုးပါဝင်မှုလားအเจ้าရင်းမှန်ပါပဲဖြစ်နေပါစီနိုင်ငံခြားသားတွေတော့ကတော့ analyst ရဲ့ဖြစ်ရကကြီးကွဲစရာဖြစ်ရဆိုရင်ဖြစ်ပြီးတော့ဘယ်တော့မှအပြေမထွက်နိုင်တဲ့ပုံစံတစ်ခုလို့ပါပဲ